မြင်းမြတ်တွေနောက်ထပ်ကယ်မီတစ်ခုလိုကြောင့်မှမှတ်ချက်ပေးနေကြတဲ့မြေစာရုပ်ရှင်ကပရိသတ်ကြီးတို့ဒီနေ့တည်းဟာဒိဋ္ဌိကျဲထိတ်တဲမင်းသားမင်းသမီးတွေရဲ့ရုပ်ရှင်ကားတွေအပြိုင်ဆိုင်ထွက်နေတဲ့နေ့လို့ပြောလို့ရပါတယ်။တသက်စာတွေလည်းလက်ရည်တပြင်းနဲ့အရင်ချင်းနေပြနေကြသလိုနမေရှိပီသားစီနီယာကြီးတွေကလည်းသူတို့ကိုပရိသတ်တွေမမေ့လေအောင်လုံနိုင်စမ်းတွေကိုထုတ်ပြနေကြတာဖြစ်ပါတယ်။ ဒါကြောင့်မလို့ရုပ်ရှင်ဇာတ်ကားကောင်းတွေတော်တော်များလေးထွက်ပေါ်လာပြီးပရိသတ်တွေကလည်းဘယ်မင်းသားမင်းသမီးတွေကကရမွေတန်းဝင်နိုင်နေဆိုတာခံမှန်းရတာဝါသနာပါလာကြပါရင်အထူးသဖြင့်ဒီတိတ်ကျဲတွေတက်သစ်စာတွေနဲ့အပြိုင်ဆိုင်ဖြစ်နေကြတဲ့ဇာတ်ကားကောင်းတွေကိုကြည့်ပြီးကရမီခံမှန်းရွေးချယ်တာဟာပရိသတ်တွေတွေအတွက်တော့မငြင်းငွေနိုင်စရာကိစ္စတစ်ခုပါပဲရုပ်ရှင်ကားတစ်ကောင်းထွက်တာနဲ့အပြေလာသွားကြည့်ပြီးဝေဖန်ဆန်းစစ်ရတာကလည်းအရင်းစင်းတစ်ခုလိုဖြစ်လာခဲ့တဲ့ခင်မှာဇာတ်ကားမထွက်ခင်မှာတင်ထွေလာကြောင်းရေပန်းစားလာကြတဲ့ရုပ်ရှင်ကားတွေလည်းရှိလာခဲ့ပါရင် ဒီလိုဇာကားတွေကတခုကတော့မကြသေးခင်မှာထွက်ရှိလာတဲ့မြေဆောင်ဆိုတဲ့အရှင်ဇာကားကြီးပဲဖြစ်ပါတယ်။အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့မင်းသားမြင့်မြတ်မင်းသမီးအင်းမြတ်တို့တို့ပါဝင်ကြပြီးအခြားသက်သက်စာတွေနဲ့လည်းအပြိုင်ဆိုင်ပေါ်ပေါ်ထားကြတဲ့ရုပ်ရှင်ကားကြီးပဲဖြစ်ပါတယ်။အဲမြေဆောင်ရုပ်ရှင်ဇာကားကြီးဟာဆိုရင်ခြေကံလူရင်းစာတွေဘွားကုန်မိမောင်ထုတ်ပြတဲ့ရုပ်ရှင်ကားတစ်ခုအဖြစ်ကြုံညာခင်ရပြီးနောက်ပိုင်းမှာပရိသတ်တွေရဲ့အာယုံဆိုင်မကိုရရှိလာတာဖြစ်ပါတယ်။အဲ့ဒီမှာမှာပို့ပြီးတော့အာယုံစိုက်ခံစီရတဲ့အကြောင်းရင်းကတော့မြင်းမြင့်ရဲ့တဘာဝကြတဲ့တယောက်ဆောင်ချက်တွေပဲဖြစ်ပါတယ် မင်းများဆိုရင်မြေစာရုပ်ရှင်ဇာတ်ကားမှာဖိုးထောင်ဆိုတဲ့စီပင်တန်ရှိသမားတယောက်နေရာကနေပါဝင်ပုံဖော်ထားတာဖြစ်ပြီးတော်ရုံမင်းသားတွေပြည်ပြင်းအောင်မလုပ်နိုင်တဲ့ကာရီတာတစ်ခုကိုမြင့်မြတ်တယောက်ကတော့ပြည့်ချက်မရှိဘဲနဲ့ပြည်ပြင်းပြင်းပုံဖော်ပေးတာပဲဖြစ်ပါရည်ရုပ်ရှင်ကားကြီးကတော့မလကုံမှာစတင်ပြသမှာဆိုပေမယ့်ထွေလာကြည့်ုံနဲ့နဲ့မြင့်မြတ်ရင်ပြည်ပြင်းထင်ရှားတဲ့တယောက်ဆောင်ချက်တွေကိုအထင်းသာတွေ့မြင်ရပါတယ်အချိန်ကလူရင်းစားဖြစ်တဲ့စီပင်ဝဒန်တယောက်ရဲ့ဘဝပြင်အကိုကြီးဖရာဆိုတဲ့မြတ်တာတရားကိုပါထင်ရှားအောင်ဖော်ပြထားတာကြောင့်ဒီရုပ်ရှင်ကားဟာမြင့်မြတ်ရဲ့တယောက်ဆောင်ချက်နဲ့တင်ပြီး ကြီးစုကိုထိုက်တန်နေပြီလို့ပြောရမှာပါပဲနော်တကယ်စကားကြီးထွက်လာရှင်တော့ဘလို့လာမလဲဆိုတာသိချမသိချပါမိထွေလာကိုသိချတိချကြတဲ့ပရိသတ်တွေကတော့ဒီနေ့ဂရမီဟာမြင့်မြတ်တက်ဖဲလို့ခမန်းထားကြပါရီတရုတ်စာမှုတွေပြင်ဝက်စားစီမှုတွေကိုပါတဘာဝကြအောင်ကြိုးစားတာကြောင့်တရုတ်ရှင်ကဟာမြင့်မြတ်တွေနောက်ထပ်ဂရမီတစ်ခုကိုယူလာပေးနိုင်မလားဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါရီ အရင်နှစ်တွေကလည်းနိုထမင်းတို့လိုရုပ်ရှင်ကားကောင်းကြီးတွေနဲ့ကယ်ဒမီလွှဲချော်သွားတာကြောင့်ဒီနေ့မှာတော့ဒီရုပ်ရှင်ကားနဲ့ပဲလွှဲချော်သွားတဲ့ကယ်ဒမီကိုပြန်ရအောင်နိုင်ဖို့ပြည်သက်တရားမျှော်လင့်ခဲ့ကြပါတယ်။မြမြတ်တို့လိုကြာရဆက်ရုပ်ကိုပြပြင်းစွာတက်သွင်းနိုင်တဲ့ဒီပညာရှင်တွေဟာကယ်ဒမီဆိုတာဒိဟပို့ထိုက်တင်တာကြောင့်ဒီလိုဇက်ကားတွေမှမပေးရင်ဘလို့ဇက်ကားတွေကိုသွားပေးမလဲဆိုပြီးတော့ပြည်သက်တရားမိကွန်းထုတ်ထားကြပါသေးတယ်။တိုင်းမဲ့လောကမှာချီချူးမြောက်ပင်ပေးသူရှိရင်ဝေဖန်တိုက်ခိုက်သူတွေကလည်းရှိသမျှပါပဲ။ ။ရေစာရုပ်ရှင်ကမှမြင့်မြတ်တဲ့ပြည်ပြင်းနဲ့တရုတ်ဆောင်ချက်တွေကိုအပြစ်ရှာမရတော့ကက်တီကက်သက်မိကက်ပြင်ဆင်မှုတွေကိုလိုက်ဝေဖန်ကြပါတော့ဒီ။ပိုစတာတွေကပုံအားစာစီပင်တောင်တို့လောက်မစီပင်ဘူး။မျက်နှာနဲ့အမိုက်သိမ်းတာလားဆိုလို့ပြောကြတဲ့အထိတစ်ဖက်ကဝေဖန်တဲ့နေကလည်းစူညံနေစေဖြစ်ပါတယ်။ ဒါပေမဲ့ဘသူတွေဘလောက်ပဲဝေဖန်နေပါစေမိမျက်ကိုအားပေးချစ်ခင်ကြတဲ့ပရိသတ်တွေကတော့နည်းနည်းလေးမှရှော့မသွားပေကယ်ဒမီမျှော်မဲမှုလေးကိုစုကင်ထားစေဖြစ်ပါတယ်ဒါကြောင့်ခုကြည့်နေတဲ့ပရိသတ်တို့လေမြင့်မြင့်ရဲ့တရားစာမှုတွေကိုကြည့်ပြီးဘယ်လိုမျိုးမြင်ပါသလဲရှင်မြင့်မြင့်ရဲ့အကယ်ဒမီနောက်တစ်ခုကိုပြောဖို့လုံလောက်ရလားဆိုတာကွန်မန့်လေးမှာပြောခဲ့ပေးပါအောင်နော်